သားတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူး။ရတော်ရာနဲ့နေတာကနန်းပြတ်တတဆောင်းစီနေတာ။အဆောင်ကူးပြီးတော့သားတော်လေးမျက်နှာသွားကြည့်လိုက်အောင်ပဲဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်။ဖခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့။သားအပေါ်မှာထားတဲ့မေတ္တာစိတ်လေးကတော့ဝင်လာပြန်တယ်။အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတော်ရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှက်လိုက်တယ် တကားကိုဖွင့်ပြီးတော့တားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတော်ရရာကတားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေ ဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ကဆင်းသွားလိုက်တယ်ကနကမြင်းကြီး ဆန္ဒအမတ်ကပြင်ထားတဲ့အချိန်ကန္နကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သေးမျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတညတည်းမှာခကြီးဘလောက်ပေါက်သွားသလဲဆိုမြင်းကိုဒုံဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တညတည်းမှာယူစနာ30ခကြီးပေါက်သွားတယ် တယုဇနာကိုရှင်းမိုင်နှုတ်တချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ်။ဖြန်းပြခြင်းအားဖြင့်12မိုင်နှုတ်နဲ့ပဲဟိုရှင်းမိုင်နှုတ်နဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခီးပေါက်သွားတယ်။နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရဲ့ကောလိယရဲ့မန္တတိုင်းတိုင်းသုံးတိုင်းကိုဖြတ်ကျော်ပြီးတော့ မနတိုင်းနေဆက်ကအနုပိယလို့ဆိုတယ်တဲဥယျာဉ်နီးနမ်းမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုမြစ်တစ်ခုကိုရောက်သွားတယ်အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကန်းလည်းရောက်သွားတောင်မြေပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာမနေ့မိုးလင်းကစားလေးမှာ တာကိယနယ်လဲလွန်သွားတယ်ကောလိယနယ်ပယ်ကြီးကိုလည်းလွန်သွားပြီးတော့မလနယ်ပယ်တဲ့အထိရောက်သွားပြီးအနော်မှာမြစ်ကမ်းကိုမြစ်ကိုခတ်ချင်းချင်းဖြစ်တဲ့အနော်မှာမြစ်ကိုဖြတ်ကူးလိုက်တော့ဟိုဘက်တောင်ဘက်ရောက်သွားရောက်သွားတာနဲ့တပြိုင်နက်ဆန္ဒအမတ်ကိုမေးတယ်ဒီမြစ်ကိုဗာမြစ်ခေါ်လဲလို့ဆိုမမအနော်မှာမြစ်လို့ခေါ်ပါအနော်မရဲ့အဓိပ္ပာယ်က မယုံညံ့ဘူးဆိုတဲ့အဓိပ္ပာယ်အေးဒီမြစ်မှာပဲဒီနေရာမှာပဲငါဟိုဘက်ရောက်သွားလို့ရှင်သူများနယ်တွေရောက်တော့မယ်ဒါကြောင့်မို့မင်းသားအဝတ်တွေကိုအကုန်ချွတ်ပြီဒီချိန်မှာမပြောင်းလဲမဲနဲ့ဂတိကာရပြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပြိခရာ၈ပါး ရောက်ရှိပြီးတော့လာတယ်။အဲဒီချိန်မှာမင်းသားအဝတ်တွေကိုချွတ်အဲ့ဒီမှာရေးကတ်တဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မုန်းကင်ပါလောက်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျဲနဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမို့မို့ဆုစုချွန်ချွန်ကလေးဖြစ်ပြီးတော့နေစံတုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သစ်လောက်ပမာဏရှိတဲ့စံပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အနဲ့ရောင်ကိုပါထက်သွင်းပြီးတော့ ဘဘူးဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေလို့ဆိုစတုံးလေးလို့ဖြစ်နေအမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေပေါ်မှာကပ်ပြီးဆံပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်တော်မြင်းအောင်တောင်ထောင်းနေတယ်ခု့ ဘုရားလောင်းကတော့တဘာဝကိုကသဘင်ကပြေကျမသွားပဲနဲ့ထောင်နေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့သဘင်ဟာတသက်လုံးပြန်ပြီးတော့ဒီတဲ့ရှေ့တက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်စံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးเนาะရေးရေးလေးပဲ ဘုရားလောင်းတော့အဲ့ဒီလိုသမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကတကြာဘူးတဲ့ကရပြီဇမာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝိစုံတွေကိုဝှယုံပြီးတဲ့အခါတပိတ်ကလေးကိုလွှဲမင်းသားဝတ်တွေကိုထုတ်ထဲထုတ်ပြီးတော့သန္နာကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့သန္နာက